ားလုံးပဲမိမှာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမိမှာပါဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Saudi Arabia Club Al-Hilal အသင်းက FIFA ရဲ့ Club World Cup အတွက်ထိပ်တန်းကစားမတွေကိုတောက်လျှောက်ခေါ်ရင်းအကုန်ငင်းခံရပြီးမှနောက်ဆုံးတယောက်ထပ်ပြီးငင်းခံရတယ်။ Saudi Club က Bruno Fernandes ကိုငင်းခံရတယ်၊ Osimhen ကိုငင်းခံရတယ်၊ Theo Hernandez ကိုငင်းခံရပြီးနောက် သူတို့ဆော်ဒီကလပ်အတင်းတဲကပဲအန်ဂိုလိုခန်တီကိုခေါ်ဖို့လုပ်တယ်အန်ဂိုလိုခန်တီကဆော်ဒီအာရေဗျာရဲ့လက်ရှိချန်ပီယံဖြစ်တဲ့အဟီဒီရဲ့အသင်းမှာကစားနေတာဖြစ်ပြီးတော့အဟီလာကကလပ်ဝေါ်ကပ်ပြိုင်ပွဲသီးသန့်အငားနဲ့အန်ဂိုလိုခန်တီကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တယ်အဟီလာကဘလောက်တိကမ်းလန်းတဲ့ဆိုရင်အဟီတီဟတ်အသင်းကိုအန်ဂိုလိုကန်တီအတွက်အမေရိကန်ဒေါ်လာ2တန်းကနေ10တန်းချထိပေးပြီးတော့ cloud worker ပြိုင်ပွဲတစ်ခုတည်းတည်တာတွေ့ကမ်းလာခဲ့ပေမဲ့ AD ရဲ့အသင်းကပြိုင်ပတ်အာဟီလာအသင်းရဲ့ကမ်းလာမှုကိုပယ်ချခဲ့တာပါလာလီဂါဘောလုံးပွဲချုပ်ဖြစ်တဲ့ဒါဟာဗီယေဒေးဗစ်ကတော့ကျွန်တော်တို့အပတ်စဉ်အပတ်စဉ်တိုင်းမှာဒန်လူဂျီတွေနဲ့ပတ်သက်တဲ့ complaint တွေကိုပြီးခဲ့ရပြီးတလျှောက်လုံးကြားခဲ့ရတာဖြစ်တဲ့ထိတ်တန့်ကလပ်အသင်းနေတော့ ဘာဆိုလိုတာအသင်းကပြီးခဲ့တဲ့ရာသီမှာကွင်းလေဒဏ်လူကြီးတွေနဲ့ပတ်သက်လို့နှစ်ချိန်တိုင်တိုင် complaint တက်ခံရပြီးတော့ဒါသူတို့ကိုတိုင်ကြားခဲ့မှုတာရှိပြီးတော့ Real Madrid ကတော့အပတ်စဉ်သူတို့ပွဲစဉ်မကန်တိုင်းဒဏ်လူကြီးတွေနဲ့ပတ်သက်လို့ complaint တက်ခံရကြောင်းသူကထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဘာဆိုနာအသင်းက UEFA ကစီယာကိုတရားဝင်ခေါ်လိုက်ပါပြီ။အသက်25နှစ်ရွယ်ရှိတဲ့ Spain ကလောမာကို club ကနံပါတ်1ပေးမယ်ဆိုတဲ့အချက်ကြောင့်သူကပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်းနဲ့ ကက်တလန်မှာလည်းဆက်နေရမယ်ယူကန်ပြိုင်ဘက်ကဘာဆိုနာကိုပြောင်းရတာဖြစ်ပေမယ့်စပိန်လည်းဝင်းစင်ပါဝင်ခွင့်ရမယ်အခွင့်အရေးနောက်တစ်ခုကခန်းစားခွင့် bonus နဲ့လစာ၄သန်းတိရမှာဖြစ်တဲ့အတွက်ကြောင့်ဘာဆိုနာကိုရွေးချယ်ခဲ့ကြောင်းနဲ့သူရဲ့ပြောင်းရွှေ့ခြင်းက25သန်းပါမာန်ဒွေတက်စီကန်ကတော့ကလပ်ကထွက်သွားခွင့်သူ့ကိုဘာဆိုနာကပြီးခဲ့ပေမဲ့သူကအသင်းမှာဆက်ရှိပြီးတော့နေရာအတွက်ဆက်ပြီးတော့ဂျိုးပန်းသွားမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့နေရာကိုလုံးဝလက်လျှော့သွားမှာမဟုတ်ဘူးဆိုပြီးတော့သူကကြေညာခဲ့ပါတယ်။ဘာဆိုနာတင်းကနီကိုဝီလျံကိုခေါ်ယူမှာမဟုတ်ကြောင်းအတည်ပြုကြေညာလိုက်တာပါ။ Athletic Club ရဲ့ Spain တောင်ပိုင်းကစားသမားကိုဘာဆိုနာအပါအဝင် Arsenal, Chelsea နဲ့ Premier League Club တွေအများကြီးကစိတ်ဝင်စားတာဖြစ်ပြီးတော့ကစားသမားကိုယ်တိုင်ကတက်တန်းထပ်တိုးဖို့လုပ်နေပြီးတော့ ကက်တလန်ကလပ်ကလည်းသူ့ကိုခေါ်မှမို့ကြောင်းကြေညာလိုက်ပါတယ်ရယ်မက်ဒရစ်သင်းရဲ့နီးပြားသစ်ဖြစ်တဲ့ဂျာဗီအလွန်ဆိုကတော့လာမယ့်ရာသီမှာ433 formation ကိုအဓိကအသုံးပြုသွားဖို့ပြင်ဆင်ထားတယ်လို့ဆိုထားတယ်အခုလောလောဆယ်နေထားရရယ်မက်ဒရစ်အသင်းရဲ့နီးပြားဖြစ်သူကအလွန်ဆိုအနေနဲ့အသင်းရဲ့အဓိကတိုက်စစ်ပိုင်းမှာတော့သူတို့ဘက်ကကီလီယန်အဘပေဗီနီရှီယက်ဂျူနီယာနဲ့ကိုယ်လည်းမှဂျူပါလင်ကန် ရှွာဘာနီနဲ့ဗယ်ဘာနီကာစီကာတော့ဒင်းခွန်ဆန်ရူဒီကာနဲ့ထရိုင်အလက်ဇနာအာနိုတို့ဖြစ်ပြီးတော့ဘရာဟင်းဒီယက်စ်တို့တစ်ဖက်ကရိုဒရီကိုတို့တွက်နေရာမရှိဘူးဆိုပြီးတော့ပေါ်ပြလာပြီးတော့မဒရစ်ကနောက်ရာသီမှာ4-3-3 formation ကိုအလွန်ဆိုသုံးဖို့ပြင်ဆင်ထားတယ်လို့ပေါ်ပြထားပါတယ် ရီယယ်မက်ဒရစ်အသင်းကခေါ်လိုက်တဲ့လူငယ်ကစားမဖရန်ကိုမတ်စတာတူနိုကတော့ FIFA Club World Cup ပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မှာမဟုတ်ဘူးလို့ကြေညာလိုက်ပါတယ်။မက်ဒရစ်ကအေဗာဒိုဖနန်ဒက်စ်ကစားရကိုလည်း Club World Cup သုံးခွင့်ရမှာမဟုတ်သလိုတော့အခု Franco ကိုလည်း Club World Cup သုံးခွင့်ရမှာမဟုတ်ဘဲနဲ့သူ့ရဲ့ River Plate အသင်းနဲ့ Benfica အသင်းတို့ကအတီးအီးသုံးခွင့်ရမှာဖြစ်တယ်။အခု Argentina လူငယ်ကစားမလေးကတော့2032ခုနှစ်ထိ6နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်။ အတလတီကိုမက်ထရီကအခုလက်ရှိမှာထေယိုဟနန်ဒက်စ်ကိုခေါ်ဖို့လုပ်နေပါတယ်။လက်ရှိမှာ AC မီလန်ကစာချုပ်တစ်နှစ်ပဲချန်နေသူတို့ရဲ့ဘယ်နောက်ခံစားမကိုယူရို35တန်းထိတောင်းဆိုထားပြီးတော့အတလတီကိုမက်ထရီကယူရိုတန်း30နဲ့ကမ်းလှမ်းထားတာပါ။ဒီကလာမရဲ့ပုံကွေးဆိုင်ရာသဘောတူညီမှုကဒီကိုကပြဿနာမရှိတဲ့အတွက်နှစ်သင်းကြားပြောင်းရွှေ့ခြင်းကိုပဲဆက်ပြီးဆွေးနွေးတာဖြစ်တယ်။ ဂျူဗန်တက်စ်ကလည်းပြီးခဲ့တဲ့ရာသီမှာဥရောပချန်ပီယံလိဝင်ခွင့်ရတဲ့နီးပြအီကာထူရောကိုတနှစ်သက်တမ်းထပ်တိုးဖို့သဘောတူလိုက်ပါတယ်။ယာယီနီးပြအဖြစ်ကနေ2025 26ရာသီမှာသူတို့ရဲ့နီးပြအဖြစ်ထပ်ကင်ဖို့ဂျူဗန်တက်စ်ကတာဝန်ပေးခဲ့တာလည်းဖြစ်တယ်။ကာဆာရီအသင်းကတော့ဘိုင်မြူနစ်အသင်းရဲ့တောင်ပံကစားပါလီဝိုက်ဆာနေကိုခေါ်ဖို့ကြိုးပမ်းနေရှိပါတယ်။ဆာနေကစာချုပ်တက်တိုင်းကုံဆုံးသွားပြီဖြစ်ပြီးတော့ ဘိုင်မြူနစ်အသင်းကလိုယာတီမှာထွက်မှာဖြစ်တယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ FIFA ရဲ့ Club World Cup ပြိုင်ပွဲဘိုင်ယန်နဲ့သွားပြိုင်မှာဖြစ်ပြီးတော့ဘိုင်ယန်နဲ့တတန်းတိုးလို့သဘောတူညီမှုမရရင်လီဝိုက်ဆာနေတယောက်တူရကီ Club Galatasaray ကိုပြောင်းရွှေ့သွားနိုင်ွယ်ရှိပါတယ် Victor Gyokeres ကတော့ Manchester United ကိုပြောင်းရွှေ့ခြင်းကြောင့် Ruben Amorim ကလည်း Gyokeres ကိုအရခေါ်ယူဖို့ကြိုးပမ်းနေပြီး လှုပ်ရှားမှုတွေစတိုက်ပြုလုပ်နေပြီလို့ဆိုပါတယ် Sky Sport ရဲ့ report အရ Yorkrest ရဲ့ပြောင်းရွှေ့ခြေပန်း60ကိုလည်း United ကပေးဖို့စဉ်းစားနေပြီးတော့ဒီပြောင်းရွှေ့အတွက်ကြိုးပမ်းနေပါတယ်ဒီချိန်ထဲမှာ Victor Osimhen က Man United ကိုပြောင်းဖို့ဆန္ဒရှိတဲ့အတွက် Man United အတွက်နောက်ထပ် option တစ်ခုဖြစ်တယ် Manchester United ကဒါ Serie A club Inter Milan အပါအဝင် Italy club သင်းတွေကကန္နာနဲ့ Rasmus Hojlund နဲ့ Joshua Zirkzee တို့ရဲ့ကန္နာမှုတွေကိုပယ်ချလိုက်တယ်။ဒါပေမဲ့ United က Hojlund အတွက် ထိုက်တဲ့နဲ့ပြောင်းရွှေ့ချေရရင်တော့သူတို့ဘက်ကလက်ခံစဉ်းစားပေးသွားမှာဖြစ်ပြီးတန်40နဲ့50ချလိုချင်တယ်လို့ဆိုပါတယ်။ Man United အသင်းရဲ့ တောင်ပံကစားမဂျေဒန်ဆန်ချိုကဘရစ်ရှက်တော့မန်ကိုအငားပဲဖြစ်ဖြစ်အပိသက်ပုံစံပြောင်းသွားနိုင်လို့တစ်ဖက်မှာလည်းရက်ဖို့ကလည်းအသင်းကထွက်သွားဖို့တေချာဘလောက်ရှိချောင်းဒေးဗစ်အွန်ဆင်ကအတည်ပြုထားပါတယ်မန်ချက်စတာစီးတီးအသင်းကရိုင်ယန်အက်နိုရီရိုင်ယန်ချာကီနဲတစ်ဖက်ကရိုင်ဒါတို့၃ယောက်ဖလုံးကိုကလပ်ဝေါကတ်တင်မှာရချစ်စာလုပ်လိုက်ပြီးဖြစ်တယ် Jack Grealish အပါအဝင် James McCarthy နဲ့သူတို့ရဲ့ကစားသမားတွေအများစုကိုသူတို့ခြံထားခဲ့ပြီးတော့လက်ရှိမှာတော့ ရှာကီကိုပါ34တန်းနဲ့တရားဝင်ကြေညာနိုင်ခဲ့တာ ဖြစ်တယ်။မာစီရီရဲ့တောင်ပံကစားမချက်ဂရီလစ်ကို လက်ရှိမှာအက်စတန်ဗီလာ၊အေဗာတန်၊နျူကာဆယ်၊တော်တန်ဟော့စပါအသင်းတွေစိတ်ဝင်စားလို့ ်ချယ်ဆီတို့အာဆင်တို့ပါစိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေတက်လျက်ရှိတယ်။စီတီကတော့သူတို့ကစားမောက်ကိုအနည်းဆုံးတန်လီစင်50လောက်မျှော်လင့်ထားပါတယ်။မန်ချက်စတာစီတီကအရင်လီဗာပူးရဲ့လက်ထောက်နီးပြဟောင်းဖြစ်တဲ့ယာဂန်ကလော့ရဲ့လက်ထောက်နီးပြဟောင်းဖြစ်တဲ့ဖတ်လင်တန်နဲ့နောက်အရင်လီဗာပူးသင်းရဲ့ဘရန်နန်ရိုဂျာရဲ့လက်ထောက်နီးပြဖြစ်တဲ့ကိုလိုတိုရီတို့တစ်ယောက်စလုံးကိုဖတ်ဂွာဒီယိုလာရဲ့နီးပြအဖွဲ့ဝင်နဲ့ထည့်သွင်းလိုက်ပါတယ်။ဆိုတော့လီဗာပူးရဲ့ လက်ထောက်နီးပြဟောင်းနှစ်ယောက်ကဂွာဒီယိုလာအသင်းရဲ့နီးပြအဖွဲ့ဝင်တွေမှာ ပါဝင်မှာဖြစ်ပါတယ်တစ်ဖက်မှာတော့ Tottenham Hotspur က Thomas Frank ကိုသဘောတူညီမှုရရှိပြီးဖြစ်တယ် Bradford အသင်းကိုပြောင်းရွှေ့ချေစေတန်းယိုချင်းဝင်ပေးပြီးတာနဲ့ Spurs ကတရားဝင်စာချုပ်ချုပ်ဆိုမှာဖြစ်တဲ့အတွက် Thomas Frank က Tottenham Hotspur တင်းရဲ့နီးပြတ်တစ်ဖြစ်လာပါပြီ Tottenham ရဲ့ဥက္ကဋ္ဌ Daniel Levy က Antoine Semenyo ကိုဆက်သွယ်ထားပြီးတော့ agent ကစီစုံစမ်းမှုပြုလုပ်ထားတယ်သူတို့တွဲဆုံမှုမှာ Semenyo ကိုလိုချင်ပေမဲ့ဘုံပေါက်ကသူတို့တောင်းပန်ကြစားမှာအတွက် တန်းခုနစီတီတောင်းဆိုထားတာပါစပါကတော့ခုလောလောဆယ်မှာဆောက်စ်ဘတ်အသင်းရဲ့တောင်းပန်ကစားမနီနီဆိုတဲ့ကစားမကိုစိတ်ဝင်စားနေပါတယ်အသက်22နှစ်အရွယ်ရှိတဲ့ဒီကစားမကိုထော်တန်ဟော့စပါကယူရိုတန်း20နဲ့အစိတ်ချပေးဖို့ဆုံးဖြတ်ထားပြီးခေါ်ချင်နေတယ်လို့ဆိုထားပါတယ် အာစနယ်တင်းကလည်းမာတင်စူပါမန်ဒီအပြောင်းရွှေ့ကိုရော်ဂျေးစာချုပ်တက်ပို့ပြီးယူရို65တန်းတိပေးခဲ့ပါတယ်သူရဲ့ရော်ဂျေးစာချုပ်ကယူရိုတန်း60ဖြစ်ပေမဲ့မြောက်လန်ဒန်ကလပ်ကရော်ဂျေးစာချုပ်ဆိုရင်တခါလေးအပြီးသတ်ပေးရမှာဖြစ်တဲ့အတွက်အရေးကြပုံစံနဲ့ယူရိုတန်း60ကနေ5တန်းပို့ပြီး65တန်းပေါင်55တန်းနဲ့ခေါ်ယူခဲ့တာပါတစ်ချိန်တည်းမှာပဲအာစနယ်တင်းက ဘန်ဂျမင်ဆက်စကိုပြောင်းရွှေ့ကတော်တော်လေးကိုအခြေအနေကောင်းလာဖြစ်ကြောင်းနဲ့ဂျာမန်ကလာတဲ့တချို့မီဒီယာတွေပေါ်ပြချက်ရကစားမောက်ကိုပုံကိုရေးဆိုင်ရသဘောတူညီမှုရဖို့အနည်းဆက်ဆုံးရှိသွားပြီဖြစ်ကြောင်းနဲ့ပြောင်းရွှေ့ခြေတန်း80လောက်ထိဖြစ်နိုင်မှုရှိပြီးအပြောင်းရွှေ့ကိုဆွေးနွေးနေတယ်လို့ပေါ်ပြထားပါတယ်။အာဆနယ်သင်းရဲ့နောက်ကစားမောက်ခီရီတန်နီကိုဆယ်တစ်ကခေါ်လိုက်ပါပြီ။အာဆနယ်ကအလွတ်နဲ့ထွက်သွားတဲ့သူကိုကလပ်ဟောင်းဆယ်တစ်က9နှစ်စာချုပ်ချုပ်လိုက်ပြီးဖြစ်တယ်။ အာဆင်ကတကယ်လို့ရီယယ်မက်ဒရစ်သားရောင်းရင်ဂျာဗီအလွန်ဆိုအသင်းမှာမပါတော့ရင်ရိုဒရီဂိုကိုအာဆင်ကခေါ်ယူမှာပါမက်ဒရစ်ကပေါင်80နဲ့80ကျားသတ်မှတ်ထားပြီးတော့မြောက်လန်ဒန်ကလပ်ကဒီစားပေါက်ကိုနံပါတ်1ဦးစားပေးတောင်းပန်ကစားမဖြစ်ပြင်မှတ်ထားနေပါတယ်ချယ်ဆီကတော့ဒီကလပ်ဝေါ်ကပ်ပြိုင်ပွဲမှာဂျော်ဖီလီရာဟင်ဆာလီအက်ဆယ်ဒဆိုင်စီနဲ့ ပန်းချေဝဲတို့အားလုံးကို club walker လူစင်းနဲ့မှထည့်သွင်းထွားမှာမဟုတ်ပဲခြံထားခဲ့ပြီလို့ David Ornstein ကအတည်ပြုလိုက်ပါတယ် Chelsea သင်းရဲ့နီးပြအန်ဆိုမာစကာကတကယ်လို့တောင်ပန်ကစားမှာ short ဖြစ်ခဲ့ရင် club walker ပြိုင်ပွဲမှာ Nicklas Jensen ကစားနိုင်ပြီးတော့တိုက်စစ်မှု Liam Delap ကအထောက်တိုက်စစ်မှုဖြစ်ကစားဖို့ရှိကြောင်းဆိုပါတယ် လီဗာပူးတင်းကလည်းသူတို့သင်းရဲ့ကလပ်ဆန်ချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ဘောလုံးလောကရဲ့ဆန်ချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ဘွန်ဒက်စ်လီဂါကစားပတစ်ယောက်ရဲ့ဆန်ချိန်တင်ရောင်းချတဲ့ပြောင်းရွှေ့ခြင်းနဲ့ဖရိုနီယန်ဘတ်ကိုခေါ်ယူလိုက်ပါတယ်ပြောင်းရွှေ့ခြင်းယူရို150ပေါင်126တန်းနဲ့9မိစာချုပ်ချုပ်ဆိုပြီးခေါ်ယူလိုက်တာဖြစ်တယ်။တစ်ဖက်မှာတော့လီဗာပူးကဟူကိုအကီတီကေကိုလည်းစောင့်ကြည့်နေပြီးတော့ဒီကစားမအတွက်အိုက်ထရန်ဖရန်ဘတ်က တန်တရာထီတောင်းဆိုထားပါတယ်လီဗာပူးအသင်းရဲ့တိုက်စစ်မှုဒါဝင်းနူညက်ကိုဆော်ဒီကလပ်အာဟီလာအသင်းကကန့်လန့်ထားတယ်ပြောင်းရွှေ့ခြေကတော့ဂူဒလောဆယ်မှာသူတို့ဘက်ကတရားဝင်မဖော်ပြထားပေမဲ့ဇန်နဝါရီလကလီဗာပူးကယူရိုတန်း80နဲ့အောင်နာဆာရဲ့ကာလမှုကိုပယ်ချခဲ့တဲ့အတွက်လရှိမာတော့ဒါဝင်းနူညက်ကိုသူတို့ဘက်ကတန်း80လောက်အနည်းဆုံးလိုချင်ကြောင်းဆိုပါတယ်ဒေးဗစ်အော်စတင်ရဲ့အဆိုအရအက်တလက်တီကိုမက်ထရစ်ကလည်း အာဟီလာ အသင်းနဲ့အပြိုင်စိတ်ဝင်စားရရှိကြောင်းဆိုထားပါတယ်။မီလော့စ်ကာကစ်ကလည်းဖလိုရီယန်ဗတ်စ်နဲ့အတူလီဗာပူးကိုပြောင်းရွှေ့မှာဖြစ်ပြီးပြောင်းရွှေ့ခြင်း42တန်းနဲ့သဘောတူညီမှုရရှိပြီးဖြစ်တယ်။ဘုံမောက်ကအခုမီလော့စ်ကာကစ်နေရာမှာအစားထိုးဖို့အတွက်အဒရီယန်ဆိုတဲ့ကစားသမားကိုပြင်သစ်ကလပ်ရန်ကနေခေါ်ယူခဲ့ပြီးပြောင်းရွှေ့ခြင်း18တန်းနဲ့သဘောတူထားပါတယ်။ Newcastle United ကလည်း Arsenal, Chelsea တို့နဲ့အပြိုင် ဝက်ဆန်ယူနိုက်တက်ရဲ့တောင်ပင်စားမှာဝမ်မက်ကူဒုစ်ကိုဆက်သွယ်ပြီးတော့ခေါ်ယူဖို့ကြိုးပမ်းတာလို့ဝက်ဆန်ကပြောင်းရွှေ့ချေပေါင်86တန်းသတ်မှတ်ထားပါတယ်ဘရိုက်တန်ကတော့သူတို့ရဲ့ကစားမအသစ်ဖြစ်တဲ့အိုလံပီယာကောကကော့စတာလူးအက်ဆိုတဲ့ကစားမကိုပေါင်34တန်နဲ့ခေါ်ပြီးတော့ကလပ်တင်းတွက်လာမယ့်တစ်ပတ်တွင်မှစင်းစစ်မှာပါဒါရီကအစီအစဉ်စားစရာနောက်ဆုံးရအပြောင်းရွှေ့နေအားကစားတဲ့ဘာအလုံးကြီးတမနဲ့